မင်္ဂလာပါခင်ဗျာရွေးကောက်ပွဲနဲ့လူလူသမားအစီအစဉ်ကကြိုဆိုပါတယ်ဒီအစီအစဉ်ကတော့မြန်မာနိုင်ငံအနေနဲ့ရက်ကလူလူသမားတွေရဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းပေးပို့ချက်တွေကိုစူးစီးတင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ထုံးမြင်ပါခင်ဗျာ ဒီဘက်ကျွန်တော်ပထမဆုံးတင်ဆက်ပေးချင်တာကတော့လူမှုကွန်ရက်စာမျက်နှာတွေမှာမဲဆန္ဒရှင်တွေလူထုသတင်းသမားတွေကြားစိတ်ဝင်စားကြီးစုခဲ့တဲ့2015ရွေးကောက်ဝက်ဆိုင်ရာအသိပညာပေးသတင်းဗီဒီယိုဖိုင်လေးတစ်ခုကိုအရင်ဖွင့်ပြချင်ပါတယ်။ရှုစားကြည့်ပါခင်ဗျာ။ဒီမှာလရှိအနေမှာကြာရောက်မဲ့အထွေထွေရွေးကောက်ပွဲမှာကျမတို့ပြည်သူတွေအားလုံးအသက်18နှစ်ပြည့်ပြီးသားနိုင်ငံသူနိုင်ငံသားများအားလုံးပါဝင်စီချင်ပါတယ်ဒီရွေးကောက်ပွဲဟာကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်အင်မတန်မှအရေးကြီးတာကြောင့်မလို့အားလုံးပါဝင်ကြပါကိုတိုင်း ပါဝင်ရမှာဖြစ်ပါတယ်ပထမဥစွာတော့ကိုယ်နာမည်ဟာမဲဆင်းမှာပါရဲ့လားဆိုတော့ကိုယ်တိုင်ကြည့်ပြီးတော့မှကိုယ်တိုင်ပါအောင်လုပ်ရမှာဖြစ်ပါတယ်ကျမတို့ဘယ်လိုပဲလုပ်ပေးခြင်းလုပ်ပေးခြင်းလုပ်ပေးလို့မရပါဘူးကာကာရှင်များကိုယ်တိုင်လုပ်ရမှာပါအဲ့တော့ကျမတို့မဲပေးနိုင်ဖို့အတွက်အဓိကလိုအပ်ချက်ကလေးတွေတချို့ကျမပြောသွားပါမယ်နောက်ပြီးတော့မဲဘယ်လိုပေးရမလဲဆိုတာကိုလည်းကျမအနေနဲ့ပြသွားခြင်းပါတယ်ဒီတော့ ကျမတို့မဲပေးတဲ့အခါမှာကိုယ်တိုင်ပေးရမှာနော်ကို့အတွက်ဘလူးမှမဲပေးပိုင်ခွင့်မရှိဘူးလာပြီးတော့အားလုံးအတွက်မဲပေးမယ်လို့ပြောတဲ့လူတွေမယုံပါနဲ့သူတို့လုတ်ပေးပိုင်ခွင့်မရှိဘူးကိုယ်တိုင်ကိုကြကို့မဲကိုကိုသွားပြီးတော့ထည့်အမှဖြစ်ပါတယ်အဲဒါကြောင့်ဒါကိုသတိပြုပါ ရှေ့နေကြရင်မဲပေးဖို့အတွက် အချိန်ယူပေးပါဒီအချိန်လေးကိုမနှမျောပါနဲ့တရက်လုံးစောင့်ရရင်လည်းလိုအပ်လို့စောင့်ပြီးမဲပေးပါ ကိုယ့်ရဲ့အနာကတစ်ခုလုံးအတွက်နဲပေးတာဖြစ်ပါတယ်တစ်ခုလုံးအတွက်လုံနေတဲ့အလုပ်ဆိုတော့တနေ့ကုန်နေဆိုတာဒါမများပါဘူးအဲ့ဒါတော့ကျွမ်းအရင်နဲ့ဆောပြရစေမေတ္တာရက်ခံပြရစေကျမတို့မဲကိုယ့်ရဲ့မဲယုံကဘယ်မှာရှိတယ်လဲဆိုတာလေစောစောစီစီလေ့လာထားပါစောစောစီစီသွားကြပါကျမရဲ့အထင်မှာတော့ကျမတို့ရဲ့ပြည်သူတွေဟာတကယ့်ပြည်သူတော်ဝင်ကြည်ကျင်တဲ့စိတ်ဓာတ်နဲ့ မဲပေးတဲ့လူတွေများလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်မလို့မဲယုံညမှာမပိတ်ခင်မှာမဲပေးပြစ်အောင်လို့စောစောသွားကြပါ။တန်းစီရရင်လည်းတန်းစီလိုက်ပါ။တိခတ်မှာစိတ်ရှိပါ။နောက်ပြီးတော့မဲယုံရဲ့ပရဝင်အတွင်းမှာဘာမလုပ်ရဘူးဘာလုပ်ရမလဲဆိုစီမင်းစီကံတွေကိုလည်းတည်တည်ချာချာလေ့လာပြီးတော့လိုက်နာကြပါ။ကိုယ့်ရဲ့ မတိရမတိလိုက်တဲ့ကိစ္စလေးတစ်ခုကြောင့်မလို့မဲပေးပိုင်ခွင့်ကိုဆုံးရှုံးသွားရမယ်ဆိုရင်အင်မတန်မှနှမျောစရာကောင်းပါတယ်။နောက်မဲပေးတဲ့အခါမှာလေကိုယ့်ရဲ့မဲတွေဟာဒီကိုယ့်မဲရတဲ့မဲစာရွက်ဟာမှန်ကန်မှုအဲ့ဒါအရေးကြီးပါတယ်။ဆုံနေတာပြဲနေတာပေါက်နေတာဒါတွေလည်းမဖြစ်ရပါဘူး။နောက်ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီလက်မှတ်လည်းရှိရပါမယ်။မဲယုံမှုရဲ့လက်မှတ်လည်းပါပါမယ်။မပါလို့ရှိလို့ရှိရင်လည်းတရားမဝင်ပါဘူး။ တည်တည်ချာချာစစ်စစ်ပါမဲယုံမှုလက်မှတ်ပါရမယ်ရွေးကောက်ဘွဲ့ကော်မရှင်တစိတ်တုံးလဲနှိပ်ထားရမယ်အဲ့ဒါမှဒီမဲပေးတဲ့စာရွက်ဟာတရားဝင်မှာပါတည်တည်ချာစစ်စစ်ပြီးမှမဲပေးပါမဲပေးတာဟာဒီနှစ်မှာဆိုလို့ရှိရင်အရင်ရွေးကောက်ပွဲတွေနဲ့မတူပါဘူးအရင်ရွေးကောက်ပွဲတွေဆိုလို့ရှိရင်ကိုယ်သဘောကျတဲ့ကိုယ်စားလှယ်နဲ့ပါတီဒစိတ်ကဘေးမှာအချစ်ကလေးချစ်လိုက်တာ ਨੇ ဒါမဲပေးပြီးသားဖြစ်ပါတယ်ဒီနှစ်ကျတော့ဒစိတ်တုံးထုံးနှဲ့ရပါတယ် ဒစိတုံးနှိပ်တဲ့အခါကျတော့ဒီလိုဒစိတုံးနှိပ်တဲ့အခါမှာကိုနှိပ်ချင်တဲ့အကွက်ကလွဲသွားလို့ရှင်ကိုနှိပ်ချင်တဲ့ကိုဘဲပေးတဲ့ပါတီရဲ့အကွက်နဲ့လွဲသွားလို့ရှိလို့ရှင်ပယ်မဲဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီဒစိတုံးနှိပ်တဲ့ဟာမှာတည်တည်ချာချာလှုပ်ဖို့အရေးကြီးပါတယ်တကယ်တော့လေဒီဟာဟာမခက်ပါဘူးလှုပ်တတ်တဲ့ညီးသီးလို့ရှိလို့ရှင်လွယ်ပါတယ်ဒစိတုံးကိုဒီလိုကင်ပါပထမကျွန်မပြောမယ်နော်ဒီလိုကြီးနှိမ့်လိုက်လို့ရှင်လဲသွားနိုင်ပါတယ်အပေါ်ကနေပြီးတော့ ခဲစိတ်စိတ်ပါလက်ပါနဲ့နှိပ်လိုက်တာဒါမှမဟုတ်စိတ်လှုပ်ရှားလို့လက်တွေတုန်နေတာဆိုလို့ရှိရင်နေရာမမှန်မနဲ့လွဲသွားပြီးတော့ပယ်မဲဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်ကိုကဒီဒီစိတ်တော့မှမှန်နှိပ်ဖို့ဟာလွယ်လွယ်လေးနည်းရှိပါတယ်ကိုနှိပ်မဲ့အကွက်နှိပ်မဲ့အကွက်ဆိုတော့ကျေပြူရင်းနဲ့ခူတောင်းပါတဲ့အဲ့ဒီဒီစိတ်ပေးရအကွက်ပေါ့နော်အဲ့ဒီအကွက်ကဒီလိုစိတ်ကိုဒီလိုချလိုက်ပြီးတော့ဒီလိုနှိပ်ချလိုက်ပါ ဲ့လို့ဆိုရင်ဘာမှလွဲစရာအကြောင်းမရှိပါဘူးလွယ်လဲလွယ်ပါတယ်ဟောဝင်သွားပြီတော်လိုက်တာအဲ့တော့အာအာဒီခါလေးကကွက်တီပဲတိတ်ကိုလွယ်ပါတယ်ခုကကျမပြောတဲ့အတိုင်းပဲဒီလိုလေးလုပ်လိုက်ပါနှာခါပြန်မလုပ်နဲ့နော်နှာခါရှင်ပယ်မဲဖြစ်သွားမယ်ဒါမှမဟုတ်ကျမအပေါ်မှာမနှိပ်ပြတော့ဘူးဒီလိုလေးလုပ်ပြီးတော့ဒီလိုလေးလုပ်ပါကောင်းလုံးလို့တော်လုံးလို့ဟာဆိုပြီးတော့နှာခါပြန်နှိပ်ရင်ပယ်မဲဖြစ်သွားပါလိမ့်မယ်နောက်ပြီးတော့လည်း နေရာမှားသွားလို့နောက်တစ်ခါပြန်မဲနေရင်လည်းမရပါဘူးဒါပေမဲ့မဲစာရွက်နောက်တစ်ခုတောင်းလို့ရပါတယ်မဲရုံမှုအကြောင်းကြောင်းမှုလို့ဒီမဲမဲစာရွက်ကစက်ကိုဟာပြက်သွားလို့ရှင်မဲရုံမှုပြက်သွားပါတယ်ဆိုတော့ပြပြီးတော့နောက်တစ်ခုအစ်စ်တောင်းလို့ရပါတယ်မပြက်ဆရာလည်းမလိုပါဘူးလွယ်လွန်းလို့ပါခုနကကျမပြောတဲ့အတိုင်းဒီလိုလေးအောက်ဆုံးအကွက်ကလေးလေးတောင်းကွက်ကလေးရဲ့အောက်ဆုံးလိုင်းမှာဒီလိုလေးတင်လိုက်ပြီးတော့ဒီလိုလေးဖိချလိုက်တာနဲ့တခါတည်းအဆင်ပြေသွားမှာပါ အဲ့တော့ကျမတို့ပြည်သူတွေပြည်သူတာဝန်ကျေဖို့အတွက်ပြည်သူရဲ့အခွင့်အရေးတွေကိုအပြည့်အဝရရှိဖို့အတွက်နိုဝင်ဘာလ10ရက်နေ့မှာ မှမှန်ကန်ကန်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြပါလို့ကျမအနေနဲ့မြစ်တမ်းရခံပါတယ်ဒါကတော့ပေမဲမဖြစ်အောင်ဘလို့မဲပေးရမယ်ဆိုတာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကရှင်းပြသွားတာဖြစ်ပါတယ်။အခုဆက်လက်ပြီးရှုစားရမှာကတော့2015ရွေးကောက်ပွဲအတွက်ပြည်ခိုင်ပြိုးပါတီမဲဆွယ်မှုမြင်ကွင်းတွေကိုလက်လန်းမိသလောက်စူးစိတင်ဆက်ပေးလိုက်ပါတယ်။

ရှမ်းဆိုရင်တော့၄ကပြရမှာပမာဆုံး၃ကပေါ့မှန်ပါဗျာတော့ပေးခဲ့တာတွေအများကြီးရှိတော့အခုပြည်သူ့ခန့်ကိုသွားပြီးတဲ့ကောင်လာကျွန်တော်တို့ကတော့မားရီလုံထားတယ်နောက်တက် level ကျွန်တော်လုံးမဲ့ကိစ္စတွေကဈေးလက်ဖွင့်ဖွင့်ပြီးဈေးလက်ဒေသဖွင့်ပြီးကိစ္စတွေပါမယ်အသေးစားလက်သားဆက်မှုလုပ်ငန်းကွန်ပျူတာတုတ်တက်မှုကိစ္စတွေပါမယ် နောက်ကျွန်တော်တို့ပြည်သူ့ရေးနဲ့ပတ်သက်တဲ့ပညာရေးကျမ်းမာရေးကိစ္စတွေကိုကျွန်တော်တို့ကနေပြီးတော့ဆက်လက်ဆောင်ရွက်ဖို့ကိစ္စတွေကိုပြည်သူတွေကိုစားပြတယ်။ပြည်သူတွေကနေပြီးတော့ကျွန်တော်တို့ရှင်သေးပါတီဒီတိုင်းမျိုးပါတီကိုတကယ်လို့မဲပေးမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့မဲပေးလို့ရတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့က border education အခုဆက်လက်ပြီးကြရပြည်နယ်ကတိုင်းရင်းသားပါတီတခုရဲ့မဲဆွယ်ဆိုင်ပုတ်ဖြည့်ဆည်းခံရမှုနဲ့ပတ်သက်ပြီးလူစုသမားတအူးရဲ့သတင်းပေးပို့မှုကိုလည်းယူဆကြည့်ပါခင်ဗျာ။ ျွန်တော်ကအဲ့ဒီဆိုင်းဘုတ်တွေကိုဒီနာနာတော်ကုန်းအတက်နာမှာတစ်ချက်ပါเนาะနောက်ပြီးတော့ကျွန်တော်တို့မြင်းဒီကုန်းနဲ့နာနာတော်စัจဇာနာမှာတစ်ခုပါเนาะနောက်ပြီးတော့ကျွန်တော်တို့ခိစခာကျေးရအုပ်စုခိစခာရအဝင်နာမှာတစ်ခုချက်ခံရပါတယ်ဆရာတို့ပါတီမဲဆွဲဆိုင်းဘုတ်ချက်ခံရတော့ဆရာတို့ရှေ့ဆက်ပြီးပါဘယ်လိုများလုံးဆောင်လို့ရှိရလဲ ျွန်တော်ဒီပါတီဆိုင်းဘုတ်ဖြည့်ဆည်းခံရတယ်ဆိုတာကကျွန်တော်တို့တည်လိုက်နောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုလုပ်ဖို့စဉ်းစားလဲဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ပါတီဆိုင်းဘုတ်ကိုဒီလိုဖြည့်ခံရတယ်ဆိုတာကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ကိုကျွန်တော်တို့အကြောင်းကြားมาဖြစ်တယ်အကြောင်းကြားပြီးတော့ရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်ကကျွန်တော်တို့ညွန့်ကြားချက်ရှိတဲ့အတိုင်းပေါ့เนาะကျွန်တော်တို့စစ်စစ်မယ်လို့တော့ဟာကျွန်တော်တို့စဉ်းစားထားပါတယ်เนาะအခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မဲဆွေမာယီမှုနဲ့ပတ်သက်ပြီး ပြည်သူတို့ရဲ့အမြင်သဘောထားတွေကိုလည်းယူစားကြည့်ပါခင်ဗျာကျွန်တော်တို့လိုချင်တာကအမှန်တမ်းကြတဲ့အစိုးရပြည်သူဘက်ကနေရက်တည်ပေးမဲ့အစိုးရကောင်းတရားကိုကျွန်တော်တို့ကဖော်ဆောင်ချင်တာအဲ့လိုဖော်ဆောင်မှုဆိုရင်လည်းမဲစင်းနေကူရောက်စီလာတဲ့မဲစင်းနေရတယ်မှန်ကန်မှုလိုတယ်ပြည်သူရွေးချယ်ပိုင်ခွင့်ရှိတာဒီမဲတပြားဟာဌာနမဲတပြားဟာမှန်ကန်မှသာလင်ပြည်သူလိုရာခီးကိုရောက်မှာအခုကကျွန်တော်တို့ရွာမှာရှင်းနေတာ လုံးဝမမှန်ကန်ဘူးဘာမမှန်ကန်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ညီဆိုရင်ပထမတပြန်မှတ်ပုံနဲ့မှားတယ်တွားပြောတယ်နောက်တပြန်ကျကျွန်တော်အမမှတ်ပုံနဲ့မှားပြန်တယ်နောက်တစ်ခုရှိသေးတာမှားတာကျွန်တော်ကဘာမှတော့အဲ့ဒီလိုမျိုးဖြစ်မှုမှမဟုတ်ဒီကိစ္စတက်တက်မဲ့ကိုဒီလိုသူတို့ကကလင်ကြစ်နီးနဲ့မှားတယ်လို့ပဲကျွန်တော်တို့ကတော့ဒါယူဆတာပဲအဲ့ဒီတော့ဒီလိုသူတို့ကဒါဒီမိုကရေစီဖော်ဆောင်ပေးရမယ်ဖော်ဆောင်ပေးရမယ်လို့ဒါပြောတာကျွန်တော်တို့အခုချိန်ဒီ မဲလမကရဲရဲဝင်ဝင်ပါမျိုးကျွန်တော်တို့သွားပြောတော့လေဟိုမင်းတို့ကွာတဲ့ဒီရွာထဲမှာနေတာဟောင်းထင်းလွန်မင်းဒီဘဒူဆိုတာထင်းလွန်မှတီးပြီးစားပဲမဲပေးခွင့်ရှိပါဒါပေမဲ့သူကဗဇက်ကလာပြောနေပဲမဲလို့တကယ်တာဝန်ယူမှုတာဝန်ခံမှုကြတာသူကလုတ်ပင်ဆောင်ကျွန်တော်တို့အမတွေအကိုတွေခုနညီမှားတော့ကြတော့သွားပြောတော့ကြတာသူတို့ပဲအလုရှုံနိုင်လွန်းနေတယ်သူကသူတို့သွားပြီးတော့တင်ခိုင်းလိုက်တယ်ညှို့နေဦးတယ်ကျွန်တော်တို့ကဘာမလို့ညှို့လို့ရမလဲဘယ်သွားပို့ရမလဲကျွန်တော်တို့ကသူကဒီဒီဦးရီရီညင်ညာတော့ကြတော့ ကျကိုမဲစင်းပါမပါသွားကြည့်ပါမပိုင်ယူကောပဲကော်မရှင်ကိုသွားပြောပါယူကောမဲ့ကော်မရှင်သူတို့ကိုသွားပြောတော့လေသူတို့ကနေပြီကျွန်တော်တို့ကိုမြို့နယ်ကိုသွားပြီးတော့ဟုတ်တယ်စာရွက်စာတမ်းနေရသူတို့နောက်ဆုံးရဖြစ်တဲ့29ရက်နေ့ကိုရောက်ခင်မှာသူတို့ကပို့လိုက်ပြီတဲ့ကျွန်တော်တို့ပုံစံပုံစံလေးတို့ပုံစံသုံးတို့ခါခွေးကခါခွေးတို့ကငယ်လို့ဆိုတာကျွန်တော်တို့ကနားမလည်ပါဘူးဒါပေမဲ့သူတို့ကအဲ့ဒီတင်းမဲ့ပုံစံနေကို29ရက်နေ့နောက်ဆုံးရမရောက်ခင်ကိုမြို့နယ်ကိုပို့ပလိုက်တာကျွန်တော်တို့ကြတော့ဒီသူတို့ကိုမှားလို့ဆိုပြီးသွားပြောတော့ကြတော့ ွားသူတို့ကသူတို့လှုပ်လိုက်တယ်အလုတ်ရှုပ်လို့မှမရှိဘူးတဲ့ဒီလိုပြောလို့တယ်ဒါအုတ်အုတ်ချိုးရင်မူသမီးကိုယ်တိုင်ပြောလို့တာဒါကျွန်တော်တို့ကဒီကတကယ်မဖြစ်တဲ့ကိစ္စတွေပါခုမဲစရင်မာရဲ့လေအမတွေကမတရားကြီးနာမည်မှန်တဲ့ကပ်ဘုတ်တွေနဲ့မှားတယ်ဒါတွေကိုလိုက်လဲစစ်စစ်လို့လဲတကယ်တကယ်ကြဘသူကမှလုပ်မပြီးဘူးအဲအထက်ပုံကူတွေရတယ်နော်ဘလို့ဟိုအဝကြည့်တယ်မက်ခလိနယ်ဝဲဟစ်တာဘသူထိထိရရလာကြည့်တယ်ပါဘလို့ကြည့်တယ်ပါသူ ကျမမပြောဘူးကျွန်တော်ငယ်ချင်းဆိုရင်စင်တယ်ကျွန်တော်အရင်တော့ကလည်းကွာတဲ့ငါနာမေရရရွာတဲ့ခေါ်တော့လဲတာဖို့ပဲတဲ့မတ်ပုံနေစင်းနေလဲတာဖို့ပဲတဲ့အိမ်တော်စုစင်းနေလဲတာဖို့ပဲအခုပထမထုတ်ပြန်တော့လဲတာခိုးတဲ့နောက်တကထမားလို့ဆိုပြီးပြောရတယ်နော်လေနောက်တကထပ်ပြောလို့လဲတာခိုးပဲတဲ့ထိုက်ကြည့်ကိစ္စကြီးကသူကဘာဘလို့ဘုန်းကြီးကျွန်တော်စဉ်းစားမိတာတော့90ရွက်ောက်ပွဲတွေပါဒီဒေါ်သန်းစုကြည်ပါတီကိုမဲပေးခဲ့တဲ့သူတွေသာလဲအများဆုံးမှားယွင်းနေတယ်လို့ကျွန်တော်ကတော့ဒီတိုင်းယူဆတယ် အဲ့ဒီဟွာကြည့်ကြချင်ကျမတို့မှာအဲ့ဒီမေစရီနေမှာမှားရင်ကျမတို့မေဒီဟာပေမေဒီဖြစ်သွားနေတယ်အဲ့ပေမေဒီဖြစ်သွားနေတယ်ကျမကျမတို့ညှို့လင့်နေအစိုးရကောင်းဆိုတာဖြစ်မလားဘေပါတီပဲပြီးပြီးပြည်သူတယောက်ကပဲမေပေးပိုင်ခွင့်ရအောင်တော့စိုးရတရားကောင်းနေနေတော့ကျွန်တော်လုတ်ပေးတဲ့နယ်လို့ကျွန်တော်ကယူဆတယ်အခုဥစားအဲ့လိုဘယ်အစိုးရပဲတက်တက်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကဘယ်အစိုးရပဲ ပြည်သူချစ်တဲ့အစိုးရတက်ဖို့ဆိုလို့ရှိရင်မဲပေးပိုင်권ရှိမှပြည်သူချစ်တဲ့အစိုးရတက်권ရှိမှာအခုကမဲပေးပိုင်권မရအောင်လို့ကိုတို့ကတမင်လုတ်ကြံပြီးတော့ကိုအခုဥစားမမမအောင်ကိုပထမတစ်ချိန်နဲ့မှနောက်တစ်ချိန်နဲ့ထပ်မှဆိုတော့ဒီဟာဒီပထမမှလာဒီနားလေခွန့်လို့ရတယ်ကျွန်တော်တို့ပြည်သူတွေနားမလဲပါဘူးထားမဲ့ဒုတိယအချိန်မှားတယ်ဆိုတော့ကတ်တွန်းစရာရေးသလိုပဲနှစ်ဝါတနီဆိုတော့ကျွန်တော်တို့နိုင်ငံကတော့နှစ်ဝါတနီခုတစ်ဒီကိုတို့တော့မနာသေးဘူးအခုရှုစားခဲ့ရတာတော့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့လူထုသင်းသမားတွေရဲ့သတင်းပေးပို့မှုတွေဖြစ်ပါတယ်။ဒီစီဇန်ကိုစိတ်ဝင်စားသူဘယ်သူမှမဆိုသတင်းတွေပေးပို့လို့ရပါတယ်။ပေးပို့ရမယ့်လိပ်စာကတော့ icj2tv@gmail.com ကိုမေးနဲ့ပေးပို့လို့ရသလို Facebook လိပ်စာဖြစ်တဲ့ dbb news network ကိုလည်းဆက်သွယ်ပေးပို့လို့ရပါတယ်။ကြည့်ရှုသူတွေရောသတင်းပေးပို့သူလူထုသင်းသမားအားလုံးကိုရောအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။